ဒီဒေတာခံနေတဲ့ကိုယ်တိုင်စကားပြောရဲခါမှာပေါ့နော်အခက်အခဲတစုံတရာများရှိခဲ့ကြတာမသိဘူးရှင်အဲတချို့ဒေတာတွေမှာဆိုလို့ရှိရင်လူနေနဲ့ဘလို့ပစ္စည်းမလုံလောက်တဲ့အတွက်ကြောင့်ဒေတာခံပြီးသူတွေနဲ့အဲကရောက်ကစားဖြစ်တာမျိုးရှိရဲဆိုပြီးကြားသိရတယ်ပေါ့နော်ဒီမျိုးကင်တွေရခက်တဲ့ပြဿနာတွေအကြုံခဲ့ရလားရှင် ကျွန်တော်မန္တလေးမှာတော့အဲ့ပြဿနာမကြုံခဲ့ဘူးကျွန်တော်တို့မန္တလေးမှာစိန်ပန်းလူတော့လည်းအေးအေးက volunteer အဖွဲ့ရဲ့လက်ထဲရုံရတဲ့လူလက်ထဲကျွန်တော်တို့ထည့်ခဲ့လိုက်တာသူတို့ကလည်းအိမ်နောက်စုစင်ရင်စီရနဲ့တေချာလုပ်နေရဆိုတော့လေအိမ်နောက်စုမရှိတဲ့တကယ်လိုအပ်တဲ့လူဆိုလှူပေးရဆိုတဲ့အကြောင်းကျွန်တော်တို့အဲနိုင်ဝက်တနိုင်ရောစောက်ကြည့်ခဲ့ရပေါ့နော်ဆိုတော့အဲ့လိုလုပ်ခဲ့ရကျွန်တော်တို့မန္တလေးမှာအဲ့ပြဿနာမရှိဘူးသခိုင်းသွားတဲ့နေရာ ဖြစ်ချင်တော့ကျွန်တော်တို့၃ယောက်ထဲမှာစကိုင်းရောက်ဘူးနေရလူတော့ပပင်းမဲ့ကျွန်တော်တို့ဒီလိုကလာအစ်စ်ကနေပြီးတော့သွားပူတာတော့မဟုတ်ဘူးပြစကိုင်းချင်းတော့ကျွန်တော်တို့တည်တည်ချာချာမသိရသေးကျွန်တော်တို့စကိုင်းရောက်သွားစကိုင်းရောက်သွားပြီးတော့ကျွန်တော်စတူဒင့်တွေချိန်ထားတယ်သူတို့အိမ်မှာညဘက်တဲဖို့ပန်းရပေါ့ဒါပေမဲ့ပြဿနာကသူကကျွန်တော်ကိုပြောတယ်မြို့မစီမရောက်ခင်ဖုန်းဆက်တဲ့ ပြဿနာမြို့မကြီးမရောက်ခင်မှာကျွန်တော်တို့ရေခဲရေပူကတ်တယ်အဲ့ရေခဲရေပူကတော်တော်ပြဿနာရှာတယ်လို့ပြောပါမယ်ကျွန်တော်လည်းရေခဲရေငတ်နေရလူတွေဆိုလေရေခဲရေပူကန်းတော့ပါလုပ်လိုက်လဲဆိုတော့အဲ့ရေခဲရေပူလှမ်းယူလိုက်တယ် volunteer ပေါ့နော်သူတို့လည်း volunteer ရေကျွန်တော်တို့လည်း volunteer ရေ volunteer အချက်ချက်ရေခဲရေပူကန်းကြားရင်လည်းအိတ်က volunteer တယောက်ကကျွန်တော်တို့ဖြားရီလားတဲ့ကျွန်တော်တို့လည်းဖြားရီယူသွားတာဖြားရီလားဆိုတော့ဟုတ်တယ်ပေါ့ဟုတ်တယ်ဆိုရင်ဒီကိုတစ်ချက်လောက်ပေးခဲ့ပါလားတဲ့ဒီဘက်မှာပေါ့နော်အာသူ့အိမ်လည်းထီသွားတာသူ့အိမ်လည်းထီသွားပြီမဲ့သူကဒီလိုရေဝေ 也是，今朝热嘞，哎 <music>，飘飘絮絮，一直在飘着，吃透背来。 ချာတစ်ချက်ထုတ်ပြလိုက်တဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့နောက်အဲ့လိုကားချက်တဲ့နေရာလေးရောက်လေရောက်နောက်လူတယောက်ကထပ်မေးရဲကျွန်တော်တို့ထပ်ထုတ်ပြလိုက်တယ်ဖျားတစ်ချက်ထုတ်ပြထုတ်ပြရင်လည်းမျိုးမစည်းကိုမရောက်ခင်မှာပဲကျွန်တော်တို့အနောက်ကနေပြီးတော့ဆိုင်ကယ်နဲ့ပါလိုက်လာပြီးအိတ်ဖြောင်းလူလာခုနကပြောတယ်လို့ပဲကျွန်တော်တို့အဖွဲ့မှာလူ၃ယောက်ဝဲပါတာ main ကလေး၂ယောက်ယောက်ျားလေး၁ယောက်ဝဲပါ main ကလေးကလည်းကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်အပြင်မှာအရန်၅ပြည်နှစ်မပြည့်ဘူး၅ပြည်ကျော်ကျော်လေးအရန်အကောင့်ကြီးရတယ်လည်းမပါဘူးဆိုတော့ပေါ့နော်အကောင့်တိတိလေးပဲအဲ့လို၃ယောက်သွားနေတဲ့အချိန် ပါအနောက်ကနေပြီးတော့ကျွန်တော်တို့ဆွဲတာမျိုးတွေနောက်ပြီးကျွန်တော်တို့စီကအတင်းလူတာမျိုးတွေရှိခဲ့အဲ့နဲ့ကျွန်တော်တို့အဲ့ဖြာကတော့မြို့မစီကကျွန်တော်တို့အဲ့စုမဲ့နေရပေါ့နော်ကျွန်တော်နဲ့ကျွန်တော် student တွေတွေ့မဲ့နေရမရောက်ခင်ဖြာကုံတလောက်ဖြစ်သွားအဲ့နဲ့ကျွန်တော်တို့ကအာအဲ့လိုမလုကြပါနဲ့ပေါ့နော်တားရတာမျိုးကြီးရှိရဲမလုပါနဲ့အဲ့လိုအတင်းတော့မဆွဲနဲ့ကျွန်တော်တို့တန်းစီရင်တန်းစီလိုက်ပေးမယ်ဆိုပြီးတော့ကျွန်တော်တို့တန်းစီခိုင်းလိုက်ရော စီခိုင်းတဲ့အချိန်မှာမဖြစ်သွားလဲဆိုတော့တန်းစီရဲ့လူတွေကတန်းစီရဲ့ဘေးနားလူတဲ့လူတွေကလူတယ်ကျွန်တော်ကဒီဘက်ကလူတွေတန်းစီခိုင်းပြီဒါပေမဲ့ကျွန်တော်ရဲ့ဒီအကုံနဲ့အမနာမှာလူတဲ့လူတွေကလည်းလူနေကျွန်တော်တို့ပေးလိုက်တာမဟုတ်လူလိုက်တာအာလူ၃ယောက်နဲ့ပေါ့နော်ကျွန်တော်ဂျန်နဲ့ဖုန်းနေအစားအသောက်တွေတော့သူတို့ဘာမှမလုပ်တော့အဲ့ဖြားတွေကိုလူတာဗျလုံးဝလူတွေကိုဆွဲပြီးအတင်းလူတာကျွန်တော်တို့အဲ့ဖြားတွေမကကွယ်နိုင်လား အဲ့တော့ဖြားအပြင်ကျွန်တော်တို့မှာဘာပါသေးလဲဆိုချက်နောင်ပါသေးရဲ့အဲ့ချက်နောင်လဲဝိုင်းလို့ကြောက်ကျွန်တော်တို့အတင်းတော့ရုံးကန်ပြီးပြန်ဆွဲနေပြင်မယ်ကျွန်တော်တို့လည်းလိုအပ်တဲ့လူပေးချင်တာသူတို့ပုံစံကြီးရတယ်လဲဆိုင်ကယ်စီဘိုးတော်တက်နိုင်ပြီဆိုင်ကယ်နဲ့လိုက်နိုင်သေးရဲ့ဆိုတော့အရင်ကြီးလိုအပ်တဲ့ပုံတော့မဟုတ်ဘူးပေါ့နော်ပြီးတော့အကျွန်တော်စတူဒင့်ပြောပြတဲ့ပုံအရဆိုရင်မြို့မစေးရလူတွေကအာဒီငလင်ထိပြင်မယ်အကုန်လုံးကတထေးပေါ့နော်စားနိုင်တောက်နိုင်သေးရဲ့ဝယ်လဲဝယ်နိုင်သေးရဲ့သူတို့ဆိုင်ကယ်တောင်မှစီးနေကြဆိုပြီးတော့သူကလည်းအဲ့လိုပြောထားတော့ကျွန်တော်ကလည်းအဲ့လိုချက်ချင်းမသိပဲနဲ့မပေးလိုက်ချင်လို့ဆို ပြီးတော့ကားကိုဆက်မောင်းရင်မောင်းရင်နဲ့ကျွန်တော် student အိမ်ရှိလဲအရောက်အိမ်ရှိလဲရောက်လဲရောက်ကျွန်တော်တို့ကားကိုရက်လိုက်ရောရက်လိုက်တော့အိတ်ဆိုင်ကနေလူတွေကအတင်းဆွဲလူတာအကုန်ပါတာဗျာအကုန်ပါတာပါရမဖြာနေလဲပါသွားခြေလောင်းနေလဲပါသွားပါသွားတော့ဘာဖြစ်လဲဆိုတော့တန်းစီနေရဲ့လူအုပ်ကကျွန်တော်စိတ်ဆိုးရော ဒီမှာတန်းစီခိုင်းပြီးလူတဲ့လူတွေလက်ထဲထည့်လိုက်တယ်ဆိုပြီးတော့အမှန်လူတဲ့လူတွေလက်ထဲထည့်လိုက်တာမဟုတ်လူတာပါဆိုတော့ကျွန်တော်တို့တားလို့မရလို့ပေးလိုက်ရတာပေါ့အဲ့တော့ပေးလိုက်ရတော့ဒီမှာတန်းစီနေတဲ့လူတွေကကျတော့ငါတို့ကတန်းစီရဲအဲ့ဒါကိုလည်းတော့လူတဲ့လူတွေလက်ထဲပေးလိုက်ရပါလားဆိုပြီးကျွန်တော်တို့ပြောဆိုတာမျိုးစုံပေါ့နော်အဲ့ရှင်ကျတော့မှကျွန်တော်ရဲ့ student ကဒီကားပေါ်တက်လာပြီးအကိုရောမှတော့ဒီလိုမလုံးနေပေါ့နော်ဒီမှာ wine လို့လားခလေးတွေကကြောက်နေပြီအမှန်တော့ student လို့ပြောမယ်သူကကျွန်တော်ထက်ကြီးရဆိုတော့ခလေးကြီးလို့ပဲခေါ်ခလေးတွေကဒီမှာလန့်နေပြီအဲ့လိုမလုံးနေပါညာဆိုပြီးပြော ိုက်တော့မှအဲ့လူအုပ်ကညင်သွားတယ်ဒါပေမဲ့ကျွန်တော်တို့စကားရပြန်မထွက်လာခင်မှာတော့သူတို့ကပြန်လာတောင်းပန်တယ်အဲ့ချိန်တော့ပေါ့နော်သူတို့ဒီလိုပြောမိရတော့လည်းတောင်းပန်တယ်လူတဲ့သူတွေကလည်းသူတို့လူမိရအတွက်တောင်းပန်တယ်သူတို့လိုအပ်နေလို့ပေါ့နော်လိုအပ်နေရသူတို့လာပြီးတော့ WHO ကနေပြီးတော့လည်းသူတို့ဒီရေးတွေအစာတွေပေးတယ်သူတို့အဲ့ချိန်မှာလူနေရဖြာရင်းနဲ့ချက်အောင်လေအဲ့ကျွန်တော်တို့မှလည်းပါလာဆိုရကျင်စောလော်ဘီလူမိရလို့တော့ပြောတယ်ဒါပေမဲ့အဲ့နေ့ရတော့လေကျွန်တော်တို့ကဒေသခံနေနဲ့ယုံရင်းဆန်ခတ်ဖြစ်တာရောအဲ့လိုသူတို့စီကပြောတာလည်းကြားရတယ်ပေါ့နော်တန်းစီခိုင်းပြီးတော့ဒီတန်းစီရဲ့လူတွေကိုကြာတော့၃ခု၄ ခုပဲပေးလိုက်ရတာတန်းကအရှိကြီးပဲဒါပေမဲ့၃ခု၄ခုပဲပေးချင်တာရဲ့လူရက်စီကိုရောက်သွားတယ်ဆိုတော့နင်တို့ကဘာလုပ်တာလဲဖမမတလုပ်တာလားဘာညာဆိုပြီးတော့အဲ့လိုပြောတာမျိုးတွေလည်းခံခဲ့ရတယ်။နောက်ပြီးတော့အတင်းဆွဲတာမျိုးတွေကျွန်တော်တို့၃ယောက်ကလည်းဆွဲကြတယ်။ဟေးအနောက်ကဆွဲလိုက်အရှိကဆွဲလိုက်ကျွန်တော်ဆိုရဲရန်ခါနေရပဲ။အဲ့လိုဆွဲရမျိုးလည်းဂျုံရတယ်။ ကြောက်အလန့်အားနဲ့အတင်းယုံမိရာမျိုးတွေလက်တီပါတွေတုံနေရမျိုးတွေအဲ့လိုမျိုးတွေအတိလိုက်ဖြစ်ရတယ်ဗောနော်ကျွန်တော်တို့အဲ့တရက်တော့အာဇကိုင်းကနေပြန်လိုက်ပြီးတော့နောက်တရက်ကျတော့မှပဲဇကိုင်းကိုပြန်တက်ပြစ်တယ်ဒါမဲ့ဒါလည်းသူတို့သူတို့ဘက်ကအမားတော့လည်းမဟုတ်ဘူးပြီးတော့သူတို့လည်းတိတိချာချာကျွန်တော်တို့ပြန်လာပြောပြရဲဆိုတော့လေအာသူတို့လည်းဒီလိုတကယ်လိုအဲ့နေတို့ယူမိရဆိုပြီးတော့ဒါမဲ့ကျွန်တော်တို့ဘက်ကတော့နည်းနည်းလေးတော့အားပြဿနာဖြစ်သွားလဲဆိုကျွန်တော်တို့ကမြို့မစီမှာရှိတဲ့လူတွေကအကူအညီလိုနေရမှန်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဇကိုင်းတမျိုးလုံးထောက်ပတ်မပေးနိုင်သေးတဲ့အခါကျတော့ကျွန်တော်တို့က အဲ့မျိုးမစီရလူတွေထပ်ပိုလိုနေရလူတွေကိုလှူချင်လားသူတို့ကအနည်းဆုံးတော့အာသူတို့မှကျွန်တော်အဲ့မျိုးမစီမှလည်းအဲ့မျိုးမစီကအိမ်သားမှာပေါ့နော်ကျွန်တော်စရန်သားမှာလည်းတ냐နေခဲ့ရမှာလို့သူတို့သူတို့ရက်ကွက်ကတကယ်စားနိုင်တောင်းနိုင်တည်တယ်နောက်ပြီးတော့စိုက်နေလဲပြန်ဖွင့်တယ်အလုပ်တွေလည်းပြန်လုပ်နေရဆိုသူတို့အတွက်ကကြတော့ဖြာလူတော့လူတွေဒါပေမဲ့ကျွန်တော်တို့စီရမေးရလဲတခြားနေနဲ့ယူလို့ရတည်တယ်အဲ့လိုလူတွေထပ်စားလို့ရှင်ကျွန်တော်တို့အဲ့လိုတောင်းတောင်းချီပေါ်ကလူတွေတော့တကယ်အလုပ်သမားတွေလုံးဝ အာမတက်နိုင်တဲ့သူတွေကိုပို့ပြီးတော့လှူချင်တာပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးတော့ကျွန်တော်တို့ conflict လေးရှိခဲ့နည်းနည်းရှင်ရင်းဆက်ခက်လေးပေါ့အာဖြာပြဿနာကိုရင်ဆိုင်ခဲ့ရအောင်ပေါ့နော်အင်းဒီရတော့ငိုချင်တာကျွန်တော်ငိုချင်တာတကယ်ဘာလို့လဲဆိုတော့ကျွန်တော်အဲ့အဲ့ဟာကိုလေကျွန်တော်တို့ရဲ့ အာကာသမားက तू อ่ะအဲကျန်တဲ့အချိန်တော့အရန်ကောင်းတယ်ဒါပေမဲ့ तू ပြဿနာပါလဲဆိုကျွန်တော်လိုပဲစာအုပ်ကြီးကျွန်တော်တို့ကသူ့ကိုသွားမဲ့အိမ်ကိုပြောပြထားတာမြို့မစေးအကျော်ကဒီဒီလိမ့်စာဒီလိမ့်စာပေါ့အဲ့ဒီလိမ့်စာလဲရောက်လဲရောက် तू อ่ะအိမ်မှာကားထိုးရပလိုက်တာကျွန်တော်တို့ကအလူခံနေရပါတယ်ဆိုမှ तू ကားထိုးရလိုက်တာကားထိုးရလိုက်တော့ကျွန်တော်အကုန်လုံးပြောင်းတော့အဲ့တော့ तू ကဘာလုပ်ထားလဲဆိုဗီဒီယိုမှတ်တမ်းတင်ထားတယ်ဗျာအဲ့ဒီဗီဒီယိုမှတ်တမ်းမှာဆိုလို့ရှိရင်တော့ငိုငိုနေရပုံပြီးပေါ့နော်မျက်ရည်ဝဲပြီးကျွန်တော်တို့မလူကြပါနဲ့ကျွန်တော်တို့ပေးချင်လို့လာတာပါမလူပဲမလူပါနဲ့ကျွန်တော် ော့ပြီးမယ်ပြီးမယ်ဆိုပြီးတော့အဲ့လိုမငိုရုံတမယ်မျက်ရည်ဝဲပြီးပြောနေထားတဲ့ဟာတွေတော့ပြန်ပါလာခဲ့ရဲ့အမှတ်တရလေးပေါ့လားဒါပေါ့ဗျာဟုတ်ဘာယူကြီးရောအော်အခုပြောချင်တာကဟိုဒီငလင်ပြီးကအကုန်လုံးကအတူတူခံစားရတာပေါ့နော်ဒီခါမှာလိုတယ်မလိုဆိုပြီးတော့ဟို decision making လုပ်တဲ့ခါမှာလည်းဒီလိုအနေနဲ့ ဟိုနည်းနည်းပို့ပြီးတော့ assessment တွေများများပို့ောက်ပြီးတော့နောက်ထပ်တကူကဟိုကြိုပြီးတော့ planning လုပ်ထားရဆိုရင်တော့မှအခုလိုမျိုးဟိုဖြာအလူခံရတဲ့ဟာမျိုး unexpected ဖြစ်သွားတဲ့ဟာမျိုးအများကြီးကြုံရမယ်ပေါ့အဲ့ကမှလေဒီလူရဲ့ mental health ကတော်တော်လေးထိခိုက်တာလို့တွေ့ရတယ်။ဒီကိလို့တုံးကားဆိုလို့ရှိရင်လည်းဒီအေး operation hope for myanmar ကသူက refugee တဲနေတဲ့ဓမ္မ မာယုံလဲမှာပေါ့အဲ့ဒီမာယုံလဲမှာပဲအတူဟိုဒီပစ္စည်းကြီးအများကြီးကိုတို့ပြီးတော့ထားတဲ့ခါကျတော့သူတို့ကတခြားနေရာတွေကျတော့ပစ္စည်းတွေဝေနေတယ်သူတို့ကျတော့မဝေဘူးဆိုတဲ့ပုံစံမျိုးဟိုပြောလာတယ်ပေါ့နော်အဓိက UK ကလည်းဟိုသူတို့ထပ်ပို့ပြီးတော့လိုအပ်နေတဲ့သူတွေနေရာကိုသွားချင်တာပေါ့နော်အဲ့ဒီမာယုံကကျတော့ဟိုမြို့ထဲမှာရှိနေတဲ့ဓမာယုံပြီးတော့ဟို လို့ပြောရမလဲမျက်စိအမြင်နဲ့ကြီးလိုက်တာနဲ့သူတို့ဒီပို့ပြီးတော့တသက်ရရရှိနေတယ်တခြား basic need တွေပို့ပြီးတော့ရနေပြီးတော့သူတို့အနေနဲ့လည်းဓမ္မယုံထဲမှာသူကိုယ်ပိုင်အတွက်တူတောင်းထားတဲ့အပိသားပစ္စည်းပြည်နေရပေါ့နော်အဲ့ကမှဒီဓမ္မယုံကိုဟိုလူဖို့ရွာထဲယူရစက်စတေးချဖို့ပဲလုပ်တဲ့အခါမှာဓမ္မယုံကလူတွေကယူကြီးတို့ပြန်ပြီးတော့အမြင်မကြီးတဲ့ဟာမျိုးတွေကြီးခဲ့ပေါ့နော်အဲ့ဒါကကြတော့တကူအမဲ့လေအဲ့ဒီဟာကအဓိကကယူကြီးတို့လည်း empathy ပို့ပြီးတော့ထားခဲ့တင်တာပေါ့ ပါလို့လဲဆိုတော့အမ်ဟိုအကုန်လုံးဟိုနည်းနည်းလေးဟိုဥမာဒီမျိုးထဲမှာဆိုလို့ရှင်လောက်ကင်ခွင်လဲအပေါ်မှာပဲလုပ်တွေပြန်ပြီးလုပ်နေရမှာပဲဆိုပြီးတော့အကုန်လုံး generalize လုပ်ပြီးကောက်ချက်ချလိုက်တာမျိုးဖြစ်အတချို့လူတွေကလည်းဟိုအလုပ်ခွင်ပြန်ပြီးဝင်လို့မရသေးတဲ့သူတွေလာဝေးတဲ့အခါမှာဥမာဒီနေရာကိုအစားတောက်တွေရေးသမှုပြတ်တယ်အများကြီးဝေးသွားတယ်ဆိုရင်မြင်နေရတယ်ဥမာအမိုးကနဲ့ချင်းတော်ကြီးမရသေးတဲ့ဟာမျိုးတွေ အဲ့လိုမျိုးဆိုတဲ့ဟာတွေကိုသူတို့ဘက်ကလည်းဟောဘာလို့ဒီလိုမျိုးလုပ်တာလဲဆိုတဲ့ဟာမျိုးထက်ဟောသူတို့တကယ်ခံစားနေရလို့သူတို့တကယ်လိုအပ်နေလို့ဆိုပြီးတော့အမ်ပသီအများကြီးပြန်ပြီးတော့ပေးရပေါ့နော်ဒီလိုမမက်ရရဖြစ်ပေါ်တာကတော့ဒီ PG တကောင်တွေကဒီတကောင်ကအမရဘူရာလားမသိနန်သာကုံဒီအာနွားပေးမဲ့ယုံရဲ့ရှေးက PT ပေးမဲ့ကျောင်းနန်သာကုံတဲကပေးမဲ့ကျောင်းဆိုတဲ့ဒီကျောင်းမှာကျောင်းသားမှာနေဒီနေရဲ့ refugee camp ရှိရပေါ့ ဲ့မှာ UK ရောကဒီသွားပြီးတော့မလူခင်တရက်ကိုပြိုပြီးတော့အဲဆာဗေးလုပ်တယ်ပြီးတော့လူတွေကိုစီးရင်ကောက်ဒီဒေသခံကိုစီးရင်ကောက်ခိုင်းထားလိုက်တယ်။သူက camp နေမှာကဘယ်လိုမျိုးရှိလဲဆိုတော့အမ်ဒီ camp ရဲ့ authority ရှိရင်ရှိ camp မှာ authority အနေနဲ့ form of figure မရှိဘူးဆိုလို့ရှိရင်ဒီလူတွေထဲမှာ influential ဖြစ်တဲ့ figure တရရောက်တော့ရှိတယ်။အဲတော့ UK ရိုးအနေနဲ့ ိုတစ်ချက်ပို့ပြီးတော့တည်ရှာစီစီစစ်လုပ်လိုက်ရမှာကဒီလိုဒီလိုရဲ့လုံခြုံရေးပေါ့အဲလိုလဲဆိုတော့သူကနန္တာကုန်းမှာလူပြည်ကဝေးမယ်ဆိုပေမဲ့ဒီနန္တာကုန်းရဲ့ပေးမှလည်းသူကတခြားရွာတွေကနေပြီးတော့ဟိုလာတဲ့သူတွေရှိတယ်ပေါ့နော်အဲ့နန္တာကုန်းဝင်းထဲကိုလာတဲ့သူတွေရှိတယ်ဆိုတော့ဘလိုမျိုးဖြစ်သွားလဲဆိုတော့ယူကီရိုကနန္တာကုန်းက influential data gain ကိုစည်ရင်းကောက်ကနာမည်စည်ရင်းကောက်ခိုင်းထားတယ် အဲ့ဒီနာမည်စင်းကောက်ခိုင်းထားတဲ့အခါမှာတခြားပေးပပတ်လေကလူတွေကသူတို့ကိုဘာဖြစ်လို့ဒီစင်းရင်နဲ့မထည့်တာလဲဆိုပြီးတော့တုတ်ဒီသားတွေဆွဲပြီးတော့လာအဲ့ခါမှာသူစင်းရင်ကိုပြန်ပြီးဖြတ်လိုက်ရတယ်စင်းကိုဖျဲပလိုက်ရတယ်ဆိုတော့ Yugyu ကအဲ့ဒီဟာကို informed အလုပ်မခံရအောင်ဆိုတော့ရောက်လာတဲ့ကားတွေနဲ့ပစ္စည်းတွေနဲ့ရောက်လာတယ်ရောက်လာတဲ့အခါမှာအာအဲ့ဒီဒေတာကန်ကိုပြန်ပြီးတော့ဆက်သွယ်တော့ သူကယူကြီးကိုတခါမှမတွေ့ဘူးတလို့မျိုးမသိချင်အောင်စောင့်နေတယ်။အဲ့တော့အိမ်မှာလူတွေကလည်းအများကြီးဖြစ်နေဆိုတော့သူကအဓိကကဘာလို့မသိချင်အောင်စောင့်နေလဲဆိုလို့ရှင်သူ့ကိုစီးရင်ကောက်ခိုင်းထားပါတယ်ဆိုတာကိုလူတွေသိလို့ရှင်သူ့ရဲ့ safety ကြောင့်မလို့သူကတမင်တက်တက်အဲ့လိုမျိုးနေနေလိုက်တာပေါ့။အဲ့တော့အိမ်တုံးကလည်းလုံးဝတကယ်ကိုလူတွေအများကြီးနဲ့ရောင်းရင်းဆိုင်ခဲ့ဖြစ်သွားခဲ့တာဥမာ volunteer ကတကယ်အမြန်အင်အားတော့များတယ်။အပြင်တူထူသွားတယ်ဆိုရင်20 30လောက်တော့ပါတယ်။ ဆိုတော့အိမ်မှာလူတယောက်ပဲအိမ်နေရာမှာဒေသခံတွေနဲ့ဝိုင်းနေပြီဆိုလို့ရှိရင်ကျန်တဲ့သူတွေကချက်ချင်းတိလိုက်ပြီအဲအကုန်လုံးကိုပစ်ချသွားပြီအိမ်လူနာအိမ်ကိုရေဗိုလန်တီရဲ့နားကိုပြန်သွားပြီးတော့ဝိုင်းရံပေးရမဟုတ်လို့ရှိရင်ဟိုကိုအကျုံးခံရမှာပေါ့နော်ပုံစံသူ့ရဲ့ပုံစံကအာအဲ့ဒီခါမှာဟိုဘယ်လိုမျိုးဖြစ်လဲဆိုတော့ဝေတာတော့ဝေလိုက်ရတယ်အဲ့ဒီတော့ဟာတရာခွန်အိမ်တော်သူတရာခွန်80လာဒါမဲ့အဲ့ဒီတရာခွန်80ရဲ့အနောက်ပိုင်းမှာ ဟိုမပစ္စည်းကမလောက်တော့ပါဘူးမရတော့ပါဘူးဆိုပြီးတော့ volunteer တွေနဲ့ပိတ်ပြီးတော့ဒီဒီ volunteer တွေနောက်ပိုင်းကိုလူတွေမရတော့ဘူးဆိုပြီးကြော်လိုက်ရအဲ့ခါမှာ volunteer တွေအနေနဲ့လည်းခုနောက်ကလူတွေမရတော့ပါဘူးဆိုရဲစိတ်ကြီးပြီးလို့ရှင်ဒီမရတဲ့သူတွေကလည်းသူ volunteer အစီအကုန်လုံးလာပြီးပြောကြရဲပေါ့နော်သူတို့ဘလို့မရတာလဲသူတို့ကတော့ဒီလိုဒီလိုအခြေအနေရှိတယ်ဆိုရဲဟာပြောလာပြောတာ mental health ကိုတော်တော်လေး effect ဖြစ်သွားတယ်နောက်တစ်ခုအနေနဲ့ကကြိုပြီးတော့စိတ်ရင်းကောက်ဖို့ သူတို့ကသူတို့ကောက်ထားတဲ့စည်ရင်းကို UK တို့ကဒီအိမ်တော်စုစည်ရင်းနေနဲ့ပြန် ပြီးတော့တိုက်တာပြန်တိုက်ပြီးတော့ token ဝေးတာဒါပေမဲ့အဲ့လိုမျိုးစည်ရင်းကြိုပြီးမကောက်ထားတဲ့အခါမှာဟိုလာပြီးတော့တန်းစီရတဲ့သူတွေက UK တို့ intended target area မဟုတ်ဘဲနဲ့တခြားနေရာကလူတွေနောက်ပြီးကြတော့ um ဟိုတကယ်အိမ်မပြိုဘဲနဲ့ဟိုပါလာအိမ်ကပဲ့ပဲပဲ့တယ်လို့နည်းနည်းပဲပြည့်စည်ရဲဆိုတဲ့ဟာမျိုးတွေပါလာရဲပေါ့ပြီးတော့နောက်တစ်ခုရှိတာက အဲတချို့တွေကြတော့လုံးဝဟိုတိမ်တက်တိမ်စင်းတကယ်အိမ်ပြိုသွားတဲ့သူတွေပဲလိုက်လူတယ်ဆိုပေမဲ့တကယ်အိမ်ပြိုတယ်မပြိုဘူးဆိုတဲ့အခါမှလည်းလေတကယ်အိမ်မပြိုဝင်မဲ့ဒီအိမ်ကဆက်ပြီးတော့နေလို့မရတော့တဲ့အခါမှသူ့မှာလည်းလူတွေရဲ့ basic need တွေရှိရဲပေါ့နော်အဲဥမာသူ့အိမ်အထဲမှာနေလို့မရတော့ဘူးဆိုလို့ရှိရင်သူ့အပြင်မှာထွက်နေဖို့အမိုးကနဲ့အခင်းနဲ့လိုပဲပေါ့ဟိုချင်းတော်နေတခြားအဝတ်ထည်တွေအဲမိဖို့ကြောင့်သုံးပစ္စည်းအနေနဲ့ကသူ့အိမ်ပြိုသေးတဲ့အတွက်အတွင်းထဲကနေသွားပြီးရှူလို့ရတယ်ဆို သူ့ကိုဒီတကယ်အိမ်မပြိုတဲ့သူတွေဒီလည်းလိုအပ်နေတဲ့အချိန်မှာ empathize လုပ်ပြီးထည့်တင်တဲ့လူယူကရတော့ထင်တယ်ပေါ့နော်အွန်ဂရောင်းဆက်တဲ့သူတွေကမရေရင်ကြရကျတော့ဒီမမြင်နိုင်တဲ့အခက်အခဲတွေပြဿနာတွေအများကြီးရှိရဆိုတော့တည်ခွင့်ပေးကြရဲအမစီနာနဲ့မယုတ်ကြီးကိုကျေးဇူးအများကြီးတင်ပါတယ်။တော်တော်ကျတော့ survivor တွေနဲ့စကားပြောရင်းနဲ့ပဲဖြစ်ဖြစ် ကိုရိုင်းဂျုံတွေ့ခဲ့ရပါဖြစ်ဖြစ်ပေါ့နော်အဲ့ဒီမှာအခုချိန်ထိကိုယ့်ရဲ့ရင်ထဲကိုစွဲနေတဲ့စကားသံတွေဒါမှမဟုတ်ရှင်အဖြစ်အပျက်တွေများရှိကြလားရှင်ရှင်းပြမြဝင်ပါဦးအဲ့အဖြစ်အပျက်တွေကတော့ခုနကပြောခဲ့တဲ့ဟာအကုန်လုံးပါအဖြစ်အပျက်တစ်ခုဆိုလို့ရှိရင်အိမ်နန်းလာကုန်ပါပဲကလေးလေးလှပိုင်းလေးပဲရှိသေးတယ်သူ့ကိုဟိုမိမိပါဟိုအမေဖေးအမေဖေးကပဲသွားနေလဲဆိုလည်းသူမသိဘူးဒါပေမဲ့ကလေးလေးက 9နှစ်ကလေးလေးထင်တယ်9နှစ်ကလေးလေးကသူ့တက်ပုံငယ်3လသားကလေးလေးကိုပြန်ပြီးတော့ထိန်းနေတာကိုတွေ့ရတယ်။ကလေးကိုလည်းသူတိချာလည်းမချီတော့ဘူး။အဲ့ဒီဟာကိုဒီတော့ဟိုတတော်တော့ဝန်နေခဲ့အောင်ကျွန်တော်အတွက်ဆိုလို့ရှိရင်တော့လေအဲ့လိုကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကနေမှဝမ်းအနည်းလွန်ပြီးတော့ရမ်းမှတ်မိနေတဲ့အဖြစ်အပျက်ကဘာဖြစ်မှလဲဆိုတော့လေကျွန်တော်တို့မြောက်ကိုင်း မန္တလေးအမရပူရမြောက်ကိုင်းလားအဲ့ကျွန်တော်တို့အိမ်မြောက်ကိုင်းထဲမှာရှိရရွာတူရောကျွန်တော်တို့သွားခဲ့ပေါ့နော်အဲ့ရွာကကြတော့သူ့ကိုကသခိုင်းပြည့်ရွေးရှိတဲ့နေရာမှာပဲရှိနေရလားသခိုင်းမြင်းနဲ့ငလင်ကျော်ဘလူးထိနေလဲမသိဘူးအကုန်လုံးအဲ့ရွာတူရောလုံးမှာရှိရမြေကငားပြီလောက်နေစင်သွားတာ ပုံမှန်မြေတွေပုံမှန်အိမ်တွေကလည်းအပြည့်အစုံနေဆင်သွားတာအဲ့တော့အဲ့လိုမျိုးလည်းဖြစ်တယ်ပြီးတော့သူတို့အဲ့လိုစားအစားတောက်အတွက်စပူဆောင်ထုတ်ထားတဲ့ဟာရယ်ဆိုလို့ရှင်လေမြေကြီးကွက်ပြီးအစားတောက်တွေအကုန်လုံးအိတ်ထဲကိုရောက်သွားမြေနေရတဲ့ဒါနဲ့ယူလို့မရအောင်အရန်ဘယ်လိုပြောမလဲစိတ်ထဲမှာကြေကွဲဖို့ကောင်းတာလေတိလားအဲ့လိုမြေနေရတဲ့ဒါနဲ့ယူလို့မရဘူးအဲ့ပစ္စည်းတွေပုတ်သွားတာဒီတိုင်းကြည့်နေရတယ်ထိုင်ချင်းသေးဆိုလို့ရှင်လုံးဝအဲ့လိုအနီအောင်အေးရွှ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  အဲ့တော့အာအဲ့နေရာမှာကျွန်တော်လည်းပြုတ်ကြခဲ့ပေါ့နော် ကျွန်တော်ရဲ့ဒီငလင်းသွားကူရဲ့တခြားဥမှာအမှတ်အရဆုံးပဲကျွန်တော်အာဒီ bus လဲပြီးစကားပြောနေတဲ့အချိန်သူတို့ကလည်းကျွန်တော်ကျွန်တော်တို့အိတ်ကွာကျတော့စာပြီးသွားကောက်တဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်ပဲသွားပြီးတော့ဘာလူရလဲကျွန်တော်တို့ကလည်းအဲ့နေရာကျတော့နည်းနည်းနီးတယ်သွားမဲ့လူလည်းရှိရဲဆိုတော့အဲ့လိုသွားကောက်တော့သူကလည်းစမ်းပြောတာဘာလူရဆိုပြီးပြောတဲ့အချိန်မှာအဲ့မြေကြီးအကွင်းနေတယ်ကျွန်တော်ချက်တော့ပြုတ်ကြခဲ့ဒါပေမဲ့ကျွန်တော်ကတခုခုဆိုလို့ရှိရင်ရီပဲရီနေတတ်တဲ့လူဆိုရီပဲရီနေခဲ့ ပေါ့နော်ပြီးအဲ့ရွာမှာဘာလဲဖြစ်လဲဆိုတော့အဲ့ခလေးရေကူးနေတဲ့အချိန်မှာငါလည်းလောက်တာအဲ့တော့အဲ့ရေတွေကခလေးတွေကကုန်းပေါ်ပြေးတက်ပြေးတက်တဲ့အချိန်မှာခလေးတယောက်ကိုအိမ်ကအမေရောအဖေရောအကြီးမဆိုင်ပြီးနိုင်လာကျန်တဲ့ခလေးတွေကပြေးတက်တဲ့အချိန်မှာအဖေအမေကအမြန်ဆွဲလိုက်တယ်လူကြီးကလည်းဆွဲပြီးအပေါ်တင်လိုက်တော့ ကျန်တဲ့ကလေးအကုန်လုံးအပေါ်ရောက်သွားတယ်။အဲ့ကလေးကိုအိမ်ကလူတွေမသိဘဲနဲ့လာကူးလာမသိပါဘူး။အဲ့ကလေးကအောက်မှာကျန်ခဲ့။ကျန်ခဲ့တဲ့အချိန်မှာမြည်ပြီးတော့အဲ့ကလေးကတခါတည်းမြည်ထဲမှာမြုပ်ပြီးသားဖြစ်သွားတာ။အရှင်လက်လက်မြည်မြုပ်ခံရတယ်လို့ဖြစ်လာ။ဒါပေမဲ့တရွာလုံးကလူတွေကလေအဲ့ဒါကိုတအားဝမ်းလေးလွန်းလို့ပုံနဲ့ပုတ်တဲ့အနံ့အိပ်ဘက်ကရတိုင်းလေသူတို့မြည်ကြီးကိုသူတို့မှရှိရှိတပြက်ကရိယာနဲ့ကလော်တာ။အဲ့ကလေးရဲ့ဒီအလောင်းမြန်ပြန်ရမလားဆိုပြီးတော့မြည်ကလည်းတော်တော်ပြူသွားဆိုတော့ကလေးကဘလုံးမအောင်ပြန်မရပါဘူး။အဲ့မြည်ကြီးရဲ့မှာပိန်သွားပါတော့။ ျွန်တော်ကလေအဲ့လိုတစ်ခုခုကျွန်တော်အပေါ်မှာဖိတာလို့ပါလို့ဆိုတော့မှအရန်ကြောက်တတ်တဲ့လူမျိုးတွေပါတယ်ပေါ့နော်ကျွန်တော်အဲ့လိုဂျင်းတဲ့နေရာမျိုးတွေလည်းမတော်ဘူးပိတ်မိတဲ့ခံစားချက်ကျွန်တော်အရန်ကြောက်တဲ့လူဆိုတော့လေအဲ့ဒီကလေးရဲ့ဖိရက်ကိုကြားကျွန်တော်ကြားပဲကြားလိုက်ရပါတော့နော်အဲ့နေရာကိုလည်းမြင်လိုက်ပြီးရဲ့နေရာမှာ ကျွန်တော်စိတ်ကဘလို့မှမခံစားနိုင်ဘူး။ငါဟာဒါဆိုရင်ဆိုရဲအဲ့လိုအတွေးမျိုးလဲဝင်ပြီးကျွန်တော်ကြောက်လဲကြောက်တယ်။အဲ့ခလေးတော့လည်းအရင်စိတ်မကောင်းဖြစ်တယ်ပေါ့နော်။ခလေးကျွန်တော်ကျွန်တော်လိုမျိုးဟို19 20 grown up ဖြစ်တဲ့လူတယောက်တောင်မှကြောက်နေရခလေးလေးဘလောက်ကြောက်နေမလဲပေါ့နော်။အဲ့လိုရေးမြင်လဲဆော့တဲ့တဘာဝချင်းကလည်းတွေ့ကျွန်တော်လည်းရေးမြင်ပြေးစင်တာပဲဘာဘာညာညာမကြည့်ဘူး။ဆိုတော့အဲ့လိုရေးမြင်ဆော့တဲ့တဘာဝချင်းကလည်းတွေ့ပြီးကျွန်တော်လည်းအရင်လူတွေမပြောဘဲနဲ့တော့တော့လက်လာရှိရလိ။အဲ့ခလေးကို အဲ့အဲ့လိုကြားလိုက်ရတဲ့အချိန်မှာဘလို့မှစိတ်ထဲမှာမကောင်းမင်းနဲ့အဲ့လိုရင်ထဲမှာကြံခဲ့ရပေါ့နော်အိမ်ရောက်တဲ့အချိန်မှာလည်းကျွန်တော်မေးကျွန်တော်အရင်ဆုံးပြောပြအိမ်မှာခလေးလေးတယောက်တနာပါလေအဲ့လိုမိရမှတခါရမြုပ်ပြီးသားဖြစ်သွားဆိုပြီးတော့အဲ့လိုပြင်ပြောပြအိမ်ဖြစ်ဖြစ်ကတော့စိတ်ထဲကြံခဲ့နောက်တစ်ခုကကျတော့အဲစခိုင်းတောင်ပေါ်ကခလေးလေးရကျွန်တော် Johnny Johnny Yes Papa ဆိုရတဲ့ကြပြားရဲ့အတန်လေးပေါ့နော်သူတို့အိတ်စကိုင်းမှာကတချို့နေရာတွေကအင်တာနက်မရဘူးဆိုမှကျွန်တော်တို့တော်ရတောင်မှာအင်တာနက်ရ အင်တာနက်ရတော့ငလှင်မတိုင်ခင်ထိအင်တာနက်ရငလှင်ဖြစ်ပြီးတော့သူတို့နေရာအင်တာနက်ကတစ်ချက်ကြတစ်ချက်မကြအဲ့ဒီမတိုင်ခင်အထိရဲ့သူ့အမိပြောတဲ့စကားပေါ့နော်သူ့အမိပြောတဲ့စကားကျွန်တော်ကျမတို့ကအလုသမားလူရန်စားပါတယ်ကျမတို့ဒီမှာပဲအလုလုဒီမှာပဲနေတာပေါ့နော်ဒါပေမဲ့အိတ်ခလေးလေးကြတော့အရင်တော့အင်တာနက်ရတဲ့အချိန်မှာသူ့ရဲ့တစ်ဖက်တစ်လမ်းနေသူကသူ YouTube လေးကြည့်ပြီးကြပြားလေးတင်ပြီးပျော်နေရပုံလေး အခုသူအဲ့ journey journey yes ပါပါမကြည့်ရတော့ဘူးတဲ့ဆိုပြီးတော့ one in နေရပုံလေးနဲ့ကျွန်တော်ပြောရပေါ့နော်ကျွန်တော်အဲ့ခလေးလေးကိုခြီတောင်ခြီခဲ့တည်းချက်လို့ဆိုပြီးတော့ဆိုအဲ့အဲ့ခလေးကိုမြင်လိုက်တဲ့အချိန်ပါလေအာနောက်ထပ်ပေါ့နော်အဲ့လိုဩငါတို့ရဲ့အနာဂတ်ကထပ်ပြက်ဝဲရပြန်ပါလားပေါ့နော်သူတို့ကသူတို့အဲ့လိုပညာကိုတကူးတကားရှာဖို့မလွယ်တဲ့နေရာမျိုးမှာတော့ခလေးကအလွယ်တကူ internet လေးနဲ့ youtube လေးကြည့်ပြီးသူဟာသူ learning လုပ်နေတာသူကသူပျော်အောင်အဲ့ညမှာတခြားကစားစရာဘာမှမရှိဘူးဗျာလူကြီးရင်လည်း ဒီဘီလက်မြေဆက်တွေပဲရှိရအဲ့ဒီချိန်မှာသူကသူ entertain လုပ်နေရဒါလေးပါထပ်ပြောက်သွားဆိုတော့အဲ့ခလေးလေးကိုလည်းအဲ့လိုသူ့အစားဝမ်းနေပေါ့နော်ဒါပေမဲ့အဲ့ခလေးချိန်မှာတော့ခလေးကိုချော့မြူပြီးကျွန်တော်ခြိခဲ့အဲ့ခလေးလေးနှစ်ယောက်ကျွန်တော်ခလေးချက်တက်တဲ့လူမျိုးလည်းပါပါလိမ့်မယ်အဲ့ခလေးလေးနှစ်ယောက်ကတော့ကျန်တဲ့လူကြီးဖြစ်တာကိုလည်းဝမ်းနေပြီးမယ်ကျွန်တော်စိတ်ထဲမှာအဲ့ခလေးလေးနှစ်ယောက်ကတော့အရင်ထင်ပြီးတော့ကြံခဲ့ကျွန်တော်အမြဲတမ်းအမှတ်တရဖြစ်နေုံပဲပေါ့နော် ့အခုစီနာကဝန်ဝန်သားဆရာကြီးနဲ့ဆရာအစ်တော်တို့ဒီနေ့လည်းတခုလေးကိုပြောအတားတခုလေးပါမယ်အတားတခုဆိုတာကဂျာတော့ဒီမမရရဆိုလို့ရှိရင် operation hope ဖို့မြန်မာတော်ကကျမတို့ဒီမိုးကားတွေဝယ်ခဲ့ပါဆိုပြီးရောမာတော့မိုးကားတာလက်ပတ်မိုးလေးစီနာတို့လည်းသိရဲဆိုမိုးကားသူတို့ဝယ်လာမိုးကားအင်ကြီးဝယ်လာရောမိုးကားအင်ကြီးဝယ်လာ အေးပါဟိုဝယ်လာရလေဟိုရာနေချီပြောဝယ်လာဆိုတော့မဟုတ်လေလူလိုက်ပါတော့မယ်မဲတဲဆိုင်ပြသားကအခုလိုမျိုးမိုးရသည်ဆိုလို့ရှိရင်လည်းအသုံးဝင်နေပေါ့နော်ဘယ်ဘယ်လိုမျိုးပစ္စည်းပဲလို့လို့အသုံးဝင်တာပဲဆိုပြီးတော့အဲ့ဒါတခုတော့ရှိတယ်အဲ့တော့ဟိုစိတ်ပန်းပြေစရာတခုပေါ့အာနောက်ထပ်စိတ်ရှင်တဲ့စရာတခုကကြတော့အဲယူကီဟိုသွားဘူးသွားလူတဲ့ဟာတွေဟိုသွားပြီး project တွေ activity တွေလုပ်တဲ့ဟာတွေအကုန်လုံးနေမှာ ဒီ solar station လုပ်ပေးခဲ့တဲ့ဒီ UD ဝင်းကဒီကလေးတွေကိုလေ precaution ဒီ solar နားမှာမဆော့ရအောင်ဆိုတဲ့ဟာမှာဒီလိုရပုံမြင်လေးတွေအတန်းချက်လေးတွေလည်းပြောခဲ့တာဟုတ်အဲ့နေတော့ကတော့တော်တော်လေးအမှန်တရားအဖြစ်ဆုံးပဲဘာလို့လဲဆိုသူတို့အနေနဲ့အရန်ကိုဟိုကလေးတွေကလုံးဝ neglect လုပ်ခံထားရတာဟိုမှာလူကြီးတွေအတွက်ဒီ emergency relief aid တွေဝေမယ်ဒီတခြားဟိုကြီးတန်းအတွက်အင်္ဂါအတွက်လုပ်ပေးမယ်ဟို ိုတခြားပိုင်းရင်မှာအယုံဆိုင်နေမျိုးဟိုအဓိကမြန်မာနိုင်ငံကသူ సై ကို social support မှာအရင်အားနေတဲ့ခါကျတော့တခြားလူတွေကိုဟို PFA debriefing session တွေပေးတယ် volunteer တွေကိုတုံးပေးတယ်ဆိုလို့ရှင်တော့မှာဒီညနေမှာထိခိုက်ခံခဲ့ရတဲ့ကလေးငယ်တွေကျတော့လုံးဝ neglect ဖြစ်ခံနေရတယ်ဆိုတော့ဒီလိုတော့ပုံမြင်လေးနဲ့ fine ဖြစ်တဲ့ပုံစံသူတို့နားရဲဝင်မဲ့ပုံစံပါပြီးတော့ပြောပြတဲ့ခါကျတော့ကလေးတွေကအရင်ကိုပြောကြဟို သွားဘူးသမျှတွေမှာ satisfy ကိုအနေနဲ့အခြေအနေရအောင် PDF ဖြစ်ရအောင်ဆိုလို့ရှိရင်အဲ့ဒီနေပဲအဲ့ဒီနေတော့ကိုကဘယ်လိုမျိုးလဲဆိုတော့အာဒီတော့အထဲမှာအကောင့်လေးရှိရပေါ့ဒီအကောင့်လေးကအမ်ဒီမီယာမှာညဘာညဘာမှာဆော်လို့ရမယ်သူ့ရဲ့ character ရှိရပေါ့ secret ဆိုတဲ့ character ရှိ secret character က solar တက်လုံးကိုယူလာပြီး solar တက်လုံးရှိတဲ့အတွက်ကြောင့်မလို့ညဘာဆိုလို့ရှိရင်ဒီမကောင်းဆိုးရရမရှိတော့ဘဲနဲ့ပြောရရှင်ဆော့နိုင်တယ်ပုံမြင်ကအဲ့လိုမျိုးလေး တော့အဲ့ဒီကမှကျမဘာလို့ရလဲဆိုကျမဇီးကွက်လို့ရတယ်ဆိုတဲ့ကကြနောက်ပိုင်းမှာအဲ့ဒီ UD ဝင်ကျမပြန်သွားတိုင်းပြန်သွားတိုင်းကလေးတွေကလာပြေးပြီးတော့နှုတ်ဆက်တယ်မမဇီးကွက်မမဇီးကွက်နဲ့အဲ့ဒါကတော့တကယ်စိတ်ထဲမှာကိုယ်အနေနဲ့ impact တခုခုလည်းလုပ်ပေးနိုင်ခဲ့တယ်လို့ဟိုအများကြီးဟိုစိတ်ထဲမှာအယဉ်ကျေးနေရတဲ့ဟာတခုပေါ့ ကလေးတွေကိုအဲ့ဒီ site ကို social support မပေးတာတော့လေကျွန်တော်လည်းတကယ်တွေးခဲ့ရကျွန်တော်တို့အဲ့ဒီမှာဖြစ်ချင်တော့ကျွန်တော်တို့ဇကာကြီးမှာကျွန်တော်တို့မှာ30ပဲရှိရလို့ပြောရလေဆက်ဆံချင်တဲ့ fans ကအဲ့အဲ့30ပဲရှိရအချိန်မှာကျွန်တော်တို့ထိုက်ရတာဘာညာနဲ့ကျွန်တော်လက်ထဲမှာအားလုံးပေါင်း29သိန်းလောက်ရှိရကျွန်တော်အဲ့ဒါကိုအကုန်ဝယ်ပြီးဇကာကြီးတက်သွားတာဇကာကြီးမှာဖြာလဲအလူခံလဲခံလာရကျွန်တော်တို့တည့်ရနာ တရက်နာကျွန်တော်လက်ထဲမှာ fans မရှိတော့ဘူး fans မရှိတော့ကျွန်တော်တို့မောင်နှမတို့ရောခက်တီတီပဲ live လို့မြင် fans count တာအမလီအဲ့ချိန်မှာတော့ by image မှမထိန်နိုင်တော့အခုချိန်ထိပြောနေရောမက်စီနာတို့ live လို့ပြီးတော့ fan count တယ်ဆိုရဲအကြောင်းပေါ့နော်ဆိုတော့အဲ့ fans count တော့ကျွန်တော်တို့တရက်တော့ကိုယ်ပတ်စံနဲ့ကိုမယုံနိုင်သေးဘူး fans မဖြစ်သေးတော့အဲ့ချိန်မှာကျွန်တော်တို့ဘာလုပ်လိုက်လဲဆိုတော့ IH နဲ့အတူရေးအကူဆိုပြီးတော့ဒီ international house ကနေပြီးတော့ရေးကူဖို့ သွားတဲ့ဟာကိုကျွန်တော်တို့ volunteer အနေနဲ့လိုက်တယ်ပေါ့နော်ကျွန်တော်တို့ fans မရှိသေးတော့ကျွန်တော်တို့ဒီတိုင်းမထိုင်နေချင်တာနဲ့ဒီမှာလည်းအဲ့လိုပဲကြောင်းတကြောင်းနဲ့ကျွန်တော်မန္တလေးကမဟုတ်တော့ကြောင်းနဲ့မင်းကျွန်တော်တည်တည်ချာချာမမမိအဲ့ကြောင်းနဲ့သွားတဲ့အချိန်မှာလေအဲအဲ့ကြောင်းတော့မွတ်စလင်နေအဲ့ခလေးလေးတွေကသူတို့ကသူတို့က Arab လိုပဲပြောကျွန်တော်က Arab လိုမတတ်ဘူးဒါပေမဲ့အဲ့ကိုလည်းရောက်လေရောက်တော့ကျွန်တော်ကအဲ့ကလူတွေကိုနည်းနည်းပါးပါးဆလန်လေးပါလေးပေးလိုက်တော့အဲ့ခလေးကကျွန်တော်မွတ်စလင်မန်တည်တော့ တိတော့အချိန်မှာကျွန်တော်နောက်ပြေးကပ်ပြီးတော့လေကျွန်တော်စကားကြီးပြောပြတာပြောပြတာပြောပြတာကျွန်တော်သူတို့ပြောတာနားမလည်နေဘူးအမှန်သူတို့မြန်မာလူပြောတာမဟုတ်ဘူး ဒါပေမဲ့သူတို့ပြောတဲ့ဟာကိုကျွန်တော်လည်းခေါင်းလေးညိတ်တယ်ရည်ရည်ပြရဲသိတာအဲ့တော့အဲ့လိုကြီးလှုပ်ပြီးတော့ကျွန်တော်ပြန်ထွက်လာတဲ့အချိန်မှာသူတို့လည်းတတရီပြနောက်ခံလာခဲ့ုံနေပါတယ်တခွန်းနှခွန်းတခွန်းစားနှခွန်းစားမြန်မာလူပြောတဲ့ဟာတွေကလीတကယ်အဲ့လိုပီတိဖြစ်ဖို့ကောင်းတယ်သူတို့အဲ့လိုစကားပြောပေးမဲ့သူတွေခလေးတွေရဲ့ခလေးတွေကလည်းပြောပြခြင်းတယ်ကျွန်တော်တို့ရန်ကုန်မှာရှိတဲ့ခလေးတွေတောင်ဒီဗီဒီယိုကြည့်ပြီးလည်းငလိန်ကြီးကဘလို့လှုပ်သွားတာဘလို့ပြူသွားဆိုပြန်ပြောပြခြင်းတာမျိုးရှိတယ်ခလေးတွေရဲ့မျှဝင်ခြင်းစိတ်တွေကဒီအချိန်မှာအရန်အဲ့လို ဘသူ့မှာထုတ်ပြခွင့်မရပဲဖြစ်နေရဆိုတော့အဲ့လိုကလေးတွေအတွက်လည်းအများကြီးနားထောင်ပေးဖို့တွေသင်ပေးဖို့တွေပြောပြပေးဖို့တွေလူသေးရလို့ထင်တယ်ပေါ့နော်။နောက်မိုးကကိစ္စကျွန်တော်လည်းပြဿနာတက်တယ်။ကျွန်တော်တို့အဖွဲ့ရဲ့နှစ်ယောက်ကမိုးကဆိုတော့ကျွန်တော်ကပြေးမြင်တာအဲ့ဒီဟိုလို jacket လို့ဝေးရတဲ့ခေါင်းစကြီးပိုင်းမိုးကပြေးမြင်တာသူတို့ကမဟုတ်နောက်မှ telepath ဆိုပြီးပြောတော့မှကျွန်တော်လည်းသဘောပေါက်တယ်ဆိုတော့အဲ့ဒီ home ကအဖွဲ့ရဲ့ကျွန်တော်နဲ့တူတာကျွန်တော်တဖွဲ့ပွဲလို့ရပြီ။ မင်းမို့ကျမတို့ဝယ်လာအဲအဲဘိုးကရင်ကြီးဝယ်လာကျမတို့ ਨੇ collaborate လုပ်ထားတဲ့အဖွဲ့အားဝယ်လာသူတို့အော် collaborate လုပ်ထားတဲ့အဖွဲ့အားဝယ်လာသူသူလည်းကျွန်တော်တို့တွေးလိုက်လို့နေမှာတကယ်ကိုဝမ်းနေကြအောင်ချီးကျွေးကြအောင်နောက်ချီးနှူးကြအောင်ဖြစ်ဖြစ်တွေကိုခံစားချက်မျိုးစုံပေးရဖြစ်ဖြစ်တွေပဲပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျန်တဲ့ဖိုင်လေးကို from source to sound podcast series တွေက Voice of the Ground ရဲ့ Part 4 volume အစလနာစင်ပြဖို့အတွက်ဖိတ်ခေါ်ပါရရှင်။ Carol Part 4 volume ကပြန်ဆောင်ပြချပါမယ်နော်။